အားလုံးပဲမင်္ဂလာပါဒီနေ့မှတော့ကျွန်တော်က productivity နဲ့ပတ်သက်လို့ပေါ့နော်ဝင်မြောက်မှုလေးတစ်ခုလုပ်ပေးခြင်းပါတယ်။ဟိုတချို့ပြောကြတာရှိတယ်အလုပ်တွေမပြီးဘူးတနေ့ရောအလုပ်တွေတော့အများကြီးလုပ်နေတယ်အလုပ်တွေထင်သလောက်မပြီးဘူးအမြဲတမ်းဆန်းဆောင်ရင်မရအောင်ဆိုပြီးတော့ပြောကြတာညှိကြတာရှိတယ်။တကယ်ကြတော့သူဒီအလုပ်မလုပ်လို့မဟုတ်ဘူးနော်အလုပ်မလုပ်တတ်လို့ဖြစ်တာပေါ့အလုပ်မလုပ်တတ်လို့ဖြစ်တာဆိုတော့ဥပမာကျွန်တော်တို့ ရှိတယ်တနေ့တာမှာကျွန်တော်တို့အလုပ်တွေတော့အများကြီးလုပ်နေတယ်ကျွန်တော်လုပ်တဲ့အလုပ်တွေအကုန်လုံးအရေးကြီးချင်မှကြီးမှာကျွန်တော်တို့အဲ့တော့အရေးပါတော့ကျွန်တော်အားလုံးဆိုင်ဖို့လိုတယ်အရေးပါတော့ကျွန်တော်တို့ရွေးပြီးလှုပ်တတ်ဖို့လိုတယ်တချို့အလုပ်တွေကကျွန်တော်အရေးကြီးချင်မှကြီးမှာတချို့အရေးကြီးတယ်ဒါပေမဲ့အမြန်လိုချင်မှလုပ်မယ်ပေါ့နော်ကျွန်တော်ရွေးချယ်ပြီးတော့ဦးစားပေးပြီးတော့ဒါလှုပ်တတ်ဖို့အရေးကြီးပါတယ်ကျွန်တော်80 20 rule လည်းရှိတယ်ပေါ့နော်ကျွန်တော်လုပ်တဲ့အလုပ်ထမ်းမှာအရာအားလုံးကကျွန်တော်တို့ အရေးကြီးမလဲထိရောက်မလဲမိုက်ထဲမှာမှကျွန်တော်တို့ထားပါတော့20ရာခိုင်နှုန်းလောက်ပဲကျွန်တော်တို့ထိရောက်မှုရှိပြီးတော့ကျွန်တော်ဂျန်နဲ့80ရာခိုင်နှုန်းတော့ကျွန်တော်အလောက်ထိထိရောက်မှုရှိကြမှာရှိတာကျွန်တော်တို့လုပ်နေတဲ့အလုပ်တွေထဲမှာ20ရာခိုင်နှုန်းလောက်ကပဲကျွန်တော်တို့ရဲ့ဝင်ငွေရှာဖွေပေးနိုင်ပြီးတော့ဂျန်နဲ့80ရာခိုင်နှုန်းကကျွန်တော်တို့ဘာမှကျွန်တော်တို့မမေရဒီရလမရပဲ ਨੇ ဒီလုပ်နေဖြစ်တာလည်းရှိတယ်ပေါ့နော်ဒီလိုပဲကျမ်းမာရင်းနဲ့ပတ်သက်ရင်လည်းအကျွန်တော်စားတော့တဲ့စားတော့တွေတဲမှာ20ခန်းနဲ့လောက်ကပဲကျွန်တော်တို့ကျမ်းမာရေးအတွက်အထောက်အကူတကယ်ပြုတ်ပြီးတော့ဂျန်တဲ့ဟာတွေကကျမ်းမာရေးနဲ့မညီညွတ်တာ ကျွန်တော်ကျမကြီးအတွက်ထောက်ကူမပေးတာဒါမျိုးတွေဖြစ်နေတယ်ပေါ့ဒါကြောင့်မလို့ကျွန်တော်တို့ကကိုလုံနေတဲ့အလုပ်ကိုရွေးချယ်နေတဲ့အရာတွေထမ်းမှာတကယ်ထိရောက်တဲ့တကယ်အရေးပါတဲ့အရာတွေကိုပဲကျွန်တော်တို့က choice လုပ်တတ်ဖို့လိုတယ်အရေးမပါတဲ့အရာတွေကျွန်တော်တန်းထဲမှာကျွန်တော်တို့က short ဖို့လိုတယ်နောက်ထပ်အရေးကြီးတာတစ်ချက်ကဒီခေတ်မှာကျွန်တော်တို့ကဒီ choice လုပ်စရာတွေများလာရွေးချယ်စရာတွေများလာကျွန်တော်အစားတောက်နဲ့ပတ်သက်ရင်ရွေးချယ်စရာတွေများလာတယ်ခပတ်ဝန်းကျင်မှာစိုင်းတွေအများကြီးရှိတယ်ရွေးချယ်စရာအစားတောက်တွေ ျွန်တော်အများကြီးရှိတယ်ပြင် online လည်းကျွန်တော်တို့မှားလို့ရသေးတယ်ကျွန်တော်တို့ click တစ်ချက်နှိပ်လေးတာနဲ့ကျွန်တော်လိုချင်တာတော်တော်များများရနေတဲ့ခက်လို့ပြောလို့ရတယ်ဒီလိုပဲကျွန်တော်တို့အဝတ်အစားတွေအရင်တော့ဆိုရင်တယောက်ကိုအဝတ်အစားကျွန်တော်တို့မိဘတွေအဖိုးအွားတွေလက်ထက်ကဆိုရင်ဒါအဝတ်အစားတယောက်ကိုဘယ်နှစုံမှမရှိအခုဆိုရင်ကျွန်တော်တို့မှအဝတ်အစားတွေတော့ပုံနေတာရှိတယ်ကျွန်တော်ဟိုဝယ်ပြီးတော့မဝယ်ပြစ်တာတွေရှိတယ်ပြီးတော့တမအများကြီးတယ်ဖနက်အစားကျွန်တော်တို့တချို့ဆိုတယောက်ကိုဒီ50ခန်းလောက်ထိဝယ်ထားတာရှိတယ်တကယ်တမ်းကျွန်တော်တို့အစည်းနေတာ200 300ပေါ့နော် တခြားຢာတွေလည်းဒီလို social media ပဲကြည့်ကြည့်ကျွန်တော်က social media ပဲ channel ဖွင့်မလဲအများကြီးရှိတယ်။ဆက်ပြီးကျွန်တော်က choice လုပ်စရာတွေများ choice လုပ်စရာများလာတဲ့အချိန်မှာပြဿနာတစ်ခုကပါလာလဲဆိုတော့အဲ့ choice တွေ light လို့ရင်းနဲ့ကျွန်တော်က energy ကုန်ခန်းနေတာတွေရှိတယ်။ထားပါတော့ဝက်ဆိုက်ဝက်တာနဲ့ပတ်သက်လို့ကျွန်တော်ကဝက်ဆိုက်ရွေးချယ်စရာများနေဆိုတော့ကျွန်တော်ဒီထားပါတော့ ကျွန်တော်ယောက်ျားလေးတွေဆိုရင်ဘောင်းမီဥမာချင်းဝဲမလားစတိုင်မန်ဝဲမလားကျွန်တော်တို့အဲ့မှာမှ fitting ဝဲမလားကျွန်တော်အပွားဝဲမလားဆက်ပြီးကျွန်တော်မှရွေးချက်စရာအများကြီးနေတယ်ဒီကတင်တစ်ခုဒီဇိုင်းတစ်ခုတည်းကိုပဲကျွန်တော်မှကာလာတွေ၃၄ရောင်နဲ့ကျွန်တော်တို့ရွေးချက်စရာအများကြီးအများကြီးရှိတယ်ဥမာထားပါအနက်ရောင်ဝဲမလားမိခိုးရောင်ဝဲမလားအဲကျွန်တော်တို့ကဒီအပြာရောင်ဝဲမလားဆက်ပြီးကျွန်တော်မှ choice လုပ်စရာများလေအဲကျွန်တော်တို့ကပို့ပြီးတော့ဒီမှာ energy သုံးရလေပဲ ကျွန်တော်ဒီဝက်စားဆင်မှုနဲ့ပတ်သက်ရင်နမူနာပေးကြတာတခုရှိတယ်ဥပမာ Facebook ရဲ့ founder Mazukabat ရှိတယ်နောက်သူတို့စီမှာဒီတကယ်အောင်မြင်တဲ့ entrepreneur တွေရှိတယ်သူတို့ကြည့်လိုက်ရင်ဒီ t-shirt တစ်ထည်နဲ့ကျွန်တော်တို့ပွဲတက်နေတာရှိတယ်အကုတ်တွေပါတယ်အော်လောက်မွေပေါ့နော်ဟိုဆိုတော့အကောင့်လဲဆိုတော့ကျွန်တော်တို့ဒီရိုးရှင်းဝက်နိုင်လေးကျွန်တော်တို့ခုနလိုလောက်ရတဲ့ဒီ choice လောက်ရတဲ့ကိစ္စတွေရော့လေးပေါ့နော်အဲကျွန်တော်တို့ကဒီလိုတိတ်အရေးမကြီးတဲ့ကိစ္စတွေမှာ အသွားပြီးတော့ကျွန်တော်တို့ energy သုံးနေရတယ်ဆိုရင်တကယ်တကယ်အရေးကြီးတဲ့အရာတွေမှာကျွန်တော်တို့က energy မသုံးနိုင်တော့ဟိုမှာဒီအဝတ်အစားရွေးနေတဲ့ကိစ္စနဲ့ခေါင်းရှုံနေတယ်ကျွန်တော်တို့အစားအသောက်ဟိုမနက်စာဘာစားအောင်လဲစဉ်းစားနေတာနဲ့ကျွန်တော်တို့တစ်ခါတည်းဟိုမှာအချိန်နဲ့ကုန်နေတာရှိတယ်အဲ့ဒါအစားကျွန်တော်တို့ကဒီအချိန်ခံကြတဲ့အရာတွေဒီစားတော့တာဝတ်တာသွားတာလာတာဒါတွေကျွန်တော်တို့ကဒီဆင်ပက်ဖြစ်တော့အယူရှင်းဆုံးနဲ့ကျွန်တော် energy အနည်းဆုံးသုံးပြီးတော့လောက်နိုင်မှာဆိုရင်ကျွန်တော်တို့ဒီအရေးကြီးတဲ့ပို့ပြီးတော့ အရေးပါတဲ့အရာတွေမှာ decision တွေပို့ပြီးတော့ချလာနိုင်မယ်ကျွန်တော်တို့ energy ပို့သုံးလာနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့အလုပ်မှာကိုယ့်ရဲ့နေ့စဉ်ဘဝမှာကျွန်တော်ဆောင်းဆောင်အမြင့်ဆုံးရခြင်းနဲ့ energy အမြင့်ဆုံးဖြစ်ခြင်းနဲ့ဆိုရင်ကျွန်တော်အရေးမပါတဲ့အရာတွေသွားပြီးတော့ energy သုံးနေတာ iron side တာဆိုတာထက်ကိုကျွန်တော်အရေးကြီးတဲ့အရာတွေအရေးပါတာတွေမှာပို့ပြီးတော့ iron side မှာပို့ပြီးတော့အလုပ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ပို့ကောင်းတဲ့ဆန်းဆောင်ရင်ပို့ကောင်းတဲ့ performance ကိုရလာမှာဖြစ်ပါတယ်ပရိုတိုက်ငွေကြီးနဲ့ CY ဆိုင်ရဲ့ video တွေပုံမှန်ကြည့်ရှုနားဆင်ကြရအောင်ဆိုရင်တော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်